င်္ဂလာပါရှင်မိုးတောက်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှမ်းပြည်နယ်မြပိုင်းကြောင်မဲမြို့ရှိဌာနဆိုင်ရာရုံးနေရာမီးရှို့ဖြက်စီးခံခဲ့ရပြီးတော့မီးလောင်ခဲ့ရတယ်လို့သိရပါတယ်ဒေသတန်ပိုင်းနယ်မှာတော့ကြောင်မဲမြို့မှာဖြစ်ပွားခဲ့တဲ့မီးလောင်မှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတုံ့ပြန်ပြောဆိုနေတယ်လဲဆိုတာကိုဖော်ပြပေးသမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက်ချက်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင် ရိတ်သက်ကြီးရဲ့တမ်းတော်ဆဲကြောင်းတွေရဲ့တိုက်ဆဲကြောင်းအတိနာလေးရဲ့ရှိနေရဲ့တောင်းအကျန်းဖက်လက်နဲ့ကင်တရနန်လေးနဲ့ပူပေါင်းအဖွဲတွေဟာစောခွာထွက်ပြေးချိန်မှာမြို့အတွင်းရှိအစာအုပ်တွေကိုမိရှို့ဖျက်ဆီးခဲ့ရာကြောင်မဲမြို့ကန်တွေကမကြေမနက်ဖြစ်လျက်ရှိနေရလို့သိရပါတယ်တရနန်လေးနဲ့ပူပေါင်းအဖွဲတွေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာကြောင်မဲမြို့အတွင်းရှိ၎င်းတို့ရုံးတွေကိုပိတ်သိမ်းထားခဲ့တယ်လို့စက်တင်ဘာ30ရက်နေ့မှာ ကြောင်မဲမျိုးရှိရဲစခန်းအပအဝင်ဌာနဆိုင်ရာယုံနေနဲ့ပြည်ခိုင်ပြိုးပါတီယုံတန်းရတွေမိရှုဖြစ်စီခံရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ TNL တပ်ဖွဲ့တွေဟာမြို့မရဲစခန်းနေတစ်တော်ယုံတို့ကိုနေလေခြင်းကမိရှုဖြစ်စီခဲ့တဲ့အပြင်တခြားဌာနဆိုင်ရာယုံတွေကိုလည်းလိုက်လံမိရှုဖြစ်စီခဲ့တယ်လို့ကျန်းခိုင်ယုံကာဝင်းတွေမှာမေးလာမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကစက်တင်ဘာလ30ရက်နေ့နေ့လယ်2နာရီဝန်းကျင်တွင်ဆက်လက်ဖြစ်ပွားနေပြီးတော့ပင်လုံလမ်းမကိုလည်းယာယီအသွာလာပိတ်ထားခဲ့တယ်လို့သိရပါတယ်။တအောင်လက်နဲ့ကင်အဖွဲတရန်နန်လေးဟာပြီးခဲ့တဲ့ရက်ပိုင်းကလည်း၎င်းတို့ရုံးတွေကိုပိတ်သိမ်းခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တောင်အကျန်းဖက်လက်နဲ့ကင်အဖွဲတရန်နန်လေးဟာကြောင်မဲမြို့မှာဌာနဆိုင်ရာရုံးတွေမီးလောင်ကဲမှုနဲ့ပတ်သက်ပြီး၎င်းတို့လက်ချက်မဟုတ်ဘူးလို့နင်းဆန်ထားပေမဲ့ ကြောင်မဲမျိုးကံတွေအပါအဝင် ရှမ်းပြည်သူလူထုကတော့တရနယ်လီအဖွဲ့ကိုစိတ်ဆိုးဒေါသဖြစ်လျက်ရှိနေတယ်လို့သိရပါတယ်။တရနယ်လီလက်နက်ကိုင်အဖွဲ့နဲ့နှိစက်တဲ့ရွှေပြည်မြေတရင်ဌာနရဲ့တရင်တော်တူဖြစ်သူမိုင်းအနိုင်ကကြောင်မဲမျိုးမှာဖြစ်ပွားခဲ့တဲ့မိလာမှုတွေဟာတမ်မတော်စစ်ကြောင်းတွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားထားပါတယ်။မိုင်းနိုင်ကကြောင်မဲမျိုးတဲကာဘာယူလို့ရနိုင်မဲ့နေရာတွေကို စကားစကားဒရုန်းနဲ့မီးလောင်ပုံးတွေကျချနေရပါအဝေးကနေလှမ်းပုံရိုက်ရုံနဲ့ရမ်းမရေးကြတာကောင်းပဲမြေပြင်မှာလည်းထိတွေ့တိုက်ပွဲပြင်းထန်နေရလို့ပြောပါတယ်။ကြောင်မဲမြို့မှာဖြစ်ပွားခဲ့တဲ့မီးလောင်မှုတွေနဲ့ပတ်သက်ပြီးတော့ TNL လက်နက်ကောင်အဖွဲ့တွေရဲ့ပြောဆိုမှုတွေဟာစင်သေးကိုစိတ်သိရင်နဲ့ဖုံးတယ်လို့မျိုးဖြစ်နေပြီးပြောင်းလဲပြောင်းစားလှုပ်ဆောင်နေရမျိုးဖြစ်တယ်လို့ဆိုကြပါတယ်။ကြောင်မဲဒေတာကန်တူကလေရင်ကြောင့်ဒရုန်းကြောင့်ဆိုရင် အပွားနေမီးစတင်ဆွဲလောင်ရမယ်။အကိုကအောက်ကနေစတင်ဆွဲလောင်တာဆိုတော့လိန်လို့ညာလို့မရဘူးနော်။စစ်တပ်ကကြောင်မဲမြို့တဲမဝင်သေးခင်မီးဆွဲလောင်နေရဖြစ်တယ်လို့တုံ့ပြန်ပြောဆိုထားပါတယ်။ကြောင်မဲမြို့မှာဖြစ်ပွားတဲ့မီးလောင်မှုနဲ့ပတ်သက်ပြီးတော့တအောင်အကျန်းဖက် DNL အဖွဲ့ဟာတမ်းမတော်အပေါ်အပြည့်ပုံချဖို့ကြိုးပမ်းခဲ့ပေမဲ့ဒေသခံတွေကိုယ်တိုင်ကအပြည့်မှန်ကိုသိရှိထားတဲ့အတွက် တရနန်လီလက်နက်ကန်အဖွဲ့အပေါ်ပုံပုံမုံတီးလာခဲ့တယ်လို့သိရပါတယ်။ဗစ်စဲကြောင့်မဲအမေရှိရဲ့ Facebook page တခုကလည်းစစ်ဖြစ်နေရဲ့ပြည်ပြင်းမှာဖုန်ကြီးကြောင့်စာတင်ကြောင့်ကအစဘုံကျဲတိုက်ခိုက်တဲ့လုံရက်တွေအညာမြေကရွာလုံးကျွတ်မီးရှို့ပြကြသွားအောင် လုပ်တဲ့လုံရက်တွေကိုစစ်တပ်အပေါ်အပြစ်တင်ပြီးတဲမားတွေနဲ့အစာထိုးဖုံးကွယ်ဖို့နေ့စဉ်စူးစမ်းတယ်။ဒီကနေ့ကြောင်မဲမြို့မေးလာမှုဖြစ်စဉ်မှာလည်း DNL တပ်ဖွဲ့မီးရှို့ဖျက်ဆီးနေရကိုစကားစအပေါ်အပြစ်လွဲချဖုံးကွယ်ဖို့ကြံစီလုပ်တဲ့ MNDA ဟာခါသေးလုံးလေးရှိရဲနှုတ်မထွက်ဆိုပြောသူကိုမုံတီးကြဲကြောင်ရုံအောင်လေးချင်းချောက်တက်တယ်လို့လိုအပ်ရင်လောကဒဲကနေပြောက်ွယ်တော့အောင်ဖြောက်ပြက်လိုက်တတ်တယ်။အမန်တရားကိုလိန်လေကြံစီပြီးဖုံးကွယ်လို့ရပြီမဲ့အချိန်အတိုင်းတာတစ်ခုထိပဲတည်ရောက်နိုင်နေတယ်လို့အမန်တရားပေါ်လွင်သွားတဲ့နေ့ဖြစ်ပေါ်လာတဲ့အမုံတရားဟာ ပိုပြင်းထန်ခါသေးပြီးကြောက်ဖို့လည်းကောင်းတယ်လို့ပြောပါတယ်။တမ်ဘရစစ်ကြောင်းတွေကအော်ဂိုလာတတိယဘက်တရင်ဘက်အတွင်းခရိုင်မြို့ဖြစ်တဲ့ကြောင်းမဲမြို့ကိုအလုံးစုံပြန်လည်သိမ်းပိုင်းနိုင်ဖို့တရနယ်လေးနဲ့ပူပေါင်းအဖွဲတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာလက်ရှိချိန်မှာတမ်ဘရစစ်ကြောင်းတွေဟာကြောင်းမဲမြို့ကို ရောက်ရှိနေပြီးတရနယ်လေးအဖွဲတွေကိုတိုက်ခိုက်လျက်ရှိနေတယ်လို့သိရပါတယ်။တမ်ဘရစစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကိုတောင်းခံဖို့ကြိုးပမ်းခဲ့ပေမဲ့ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာတောင်းခံနိုင်စွဲမရှိပဲစကမ်းတွေတစ်ခုပြီးတစ်ခုလက်လွတ်ပေးခဲ့ရမှုအပေါ်ရှုံမဲမဲကကြောင်မဲမျိုးရှိအစအုပ်တွေကိုမီးရှို့ဖျက်ဆီးဖို့ကြိုးပမ်းတာမျိုးဖြစ်တယ်လို့ဆိုနိုင်ပါတယ် TNL အောက်ခြေအဖွဲ့ဝင်တွေဟာတမ်းတော်အစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုခုခံနိုင်စွဲရှိမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုသိထားပေမဲ့ TNL အဖွဲ့ခေါင်းဆောင်တွေရဲ့ အမိန့်တွေကြောင့်အလက်ကားတက်တဲ့၎င်းတို့ဘဝတွေဆုံးရှုံးခံပေးရတယ်လို့မျိုးဖြစ်နေပါတယ်။တောင်းလနဲ့ကန်အဖွဲ TNN လေးဟာကြောင်မဲမျိုးကန်တွေကိုဖိနှိပ်အနိုင်ကျင့်မှုတွေရှိခဲ့တဲ့အတွက်မျိုးကန်တွေဟာ TNN လေးအဖွဲတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကစန္ဒာပြခဲ့တယ်လို့ TNN လေးအဖွဲရဲ့အခွန်ကောက်ခံတဲ့နေရာတွေကိုလည်းဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ကြောင်မဲမျိုးဟာတအောင်းပလောင်ပိုင်တဲ့နေရာ မဟုတ်တဲ့အတွက်ကိုနေရာကို ကိုပြောင်းခြင်းကသာ အကောင်းဆုံးဖြစ်မယ်လို့ကြောင်မဲမျိုးကံတွေကပြောပါတယ်။ကြောင်မဲမျိုးကံတို့ကလည်းတရနာလီနဲ့ပူပေါင်းအဖွဲ့ဝင်တွေဟာကိုကိုအာမပေးမထောက်ခံသလိုကိုနဲ့လည်းမသက်ဆိုင်တဲ့နေရာမှာစက်မနေတာကတော့သူ့ဘက်ကိုဘက်ပြီးသူ့ဘက်အားလုံးအတွက်ကောင်းပါတယ်။ကြောင်မဲမျိုးဟာပလောင်မျိုးမဟုတ်ဘူး2010 2015နဲ့2020ကရွေးကောက်ပွဲရလဒ်တွေနဲ့2014ခုနှစ်ကကြောင်မဲတကောင်စင်းကိုကြည့်ရင်အဖေက ထွက်ပြီးသားပါ။ ကြောင်မဲမျိုးဟာပလောင်နဲ့ဘာမှကိုမသက်ဆိုင်ဘူးပလောင်တဘုံအဖွဲဖြစ်တဲ့ TNN လေးဟာအရှိတရာပဂတိဂျင်းနေတွေကိုလက်ခံပေးရမှာဖြစ်ပါတယ်ပြည်သူလူထုချွေးနှင်းစာနဲ့စူးစားပြီးရှာဖွေထားတဲ့အိမ်လေးတွေကိုမထိကမပျက်စီးစေခြင်းဘူးတခုခုလုံးတော့မယ်ဆိုရင်ပြည်သူလူထုကိုထဲ့သွင်းငဲ့ညာစဉ်းစားပေးဖို့နှစ်ဖက်လက်နဲ့ကိုင်အဖွဲတွေကိုလေးလေးနက်နက်တောင်းဆိုကြမှာလေလို့ပြောပါတယ်။ကြောင်မဲမျိုးမှာ TNL အဖွဲရဲ့လက်ချက်ကြောင့် မီးလောင်ပျက်စီးနေတဲ့ရုပ်တံဖိုင်တွေကိုလည်းဖော်ပြပေးသွားပါမယ်ရှင်嗯。妈妈，给考上吧。 ဘုမရောက်ဝဲဆရာလေးပဲရောက်ဝဲဘုကောင်ကြောင်းပဲလေဟောလေဆရာလေးပါနိုင်မှာလေသူကလုတ်ရဲ့ရှိရဆောင်မလေးပဲဒီကနေရေးဒီလေကုန်လေမင်းကုန်ပြီကုန်ပြီကုန်ပြီရေချင်းဟောလောဟာရုပ်ကုန်ပြီဒီနေဟိုရလဲဟွာလဲရှိသေးရဲ့ ရှိလာပြဆုံးဆုံးဘယ်မှာရှိလာဘုန်းကမှာရှိရတယ်အော်ဒီကအင်္ဂါတော့ကူးနေရောဘုလောက်ကူးတယ်ဆိုဘုကျင်ကြပါဘူးလွာဘက်ကွာဘွာဘွာဒီချိန်ဘယ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 ်我们要玩，家里面要玩，武功装备的。哦，这家里。哎呀，麻烦了嘛，主要露些是少么的。